BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှင်တို့ရှင်လန်းချမ်းမြေ့ကြပါစေဒီနေ့အော်တိုဘလတ်19ရဲ့ တနေ့နေ့ညကြံတွေ BBC Mobile နေစတင်နေပါပြီ။ Hugo Boy Messer ရင်စစ်တပ်နဲ့ဆွေရကိုထိကြိုက်တဲ့အုံနှုံနေမလို့ဖို့ Hugo Boy ကမရှင်ကပါတီတွေကိုတတိပေးတဲ့တင်။ငရင်းနန်ခဲသူတွေပြန်လဲထူထောင်ရေးအတွက်အတူနှုံသက်တာတဲ့နှုံနဲ့ငွေချီးမဲ့စီစဉ်ကဘလောက်ကောင်းမိမှာပါလဲ။ အဲတလောက်ရမယ်တော့မသိဘူးတော့ကေတန်းတော့ပြီးပြင်းတော့အောင်းလို့မယ်ပေါ့နော်ကိုဗစ်တင်းငွေတော့ငါလို့ပေါ့နော်အဲ့ဒါမျိုးလေးကိုချေးပေးလိုက်တော့အကောင်းဆုံးပဲအစင်ဒီလာလာအလုံးဟိုကိုမျော်လင့်နေကြလားပေါ့ SME လုပ်ငန်းရှင်တွေရတော့မကြခင်မှာသတင်းပြည့်စုံတွေကို နားဆင်ကြမှာပါကျွန်တော်ကရင်မမာခမသတင်းတွေကိုအစီအခံပြည့်တော့ပါတော့မယ် စကိုင်းတိုင်းအင်တော်မြို့နယ်မှာစိုက်ကဲခုမှုနဲ့တရားရှိခံပြီးတဲ့နောက်ပြည်သူ့ကော်မတီဖဲပကဖရဲ့ဖန်းစည်းစစ်ဆေးတာကိုခံခဲ့ရတဲ့မြို့သားတယောက်ဒီဆုံးသွားတဲ့မှုကိုစုံစမ်းစစ်ဆေးနေပြီလို့အန်ဂျီကပြောပါတယ်။အဲ့ဒီဒေသခံတွေဆွေးမှုနဲ့ပတ်သက်ပြီးတော့တာဝန်ရှိသူလို့မှတ်ယူထားကြတဲ့အင်တော်ပကမြို့နယ်ဒုတဝန်ခံကိုစစ်ဆေးနေတယ်လို့ UNG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်က BBC ကိုပြောပါတယ်။အင်တော်မြို့နယ်တဲ့စကဲပြတ်မှုတစ်ခုမှာ မော်တိတ်ကြီးရကကုဇော်ထွေးကိုတန်တရားရှိတဲ့ကြောင်းစစ်စစ်မဲဆိုပြီးတော့မြို့နယ်ပတ်ခပါတာဝန်ရှိတဲ့သူတွေက အော်တိုဘာ၁၇ရက်နေ့ည၈နာရီခွဲလောက်မှာလာခေါ်သွားတယ်လို့မိသားစုဝင်တွေနဲ့နှိစက်သူကပြောပါတယ်အလို့ခေါ်သွားပြီးတော့နောက်၅နာရီဝန်းကျင်ကြာအော်တိုဘာ၁၇ရက်နေ့မနေ့တနင်္လာမှာကုဇော်ထွေးတည်ဆုံသွားပြီဖြစ်လို့လောင်းလာထုတ်ဖို့မိသားစုကိုလူကြုံနဲ့အကြောင်းကြားလာတယ်လို့သူကပြောပြပါတယ် ဂါဇာတောင်ပိုင်းမှာဟာမတ်တို့ကဂျင်းဂျင်းတက်ခတ်ခဲ့တာကြောင့်ပြစ်ခတ်တက်ခတ်မှုကြီးတစ်ခုကိုလွတ်လိုက်တယ်လို့ ISW စစ်တပ်ကပြောပါတယ်။ ISW ကထိန်းချုပ်ထားတဲ့ area တစ်ခုထဲမှာဟာမတ်နဲ့ရတားလက်နက်ကိုင်ဖွဲ့တို့တက်ခတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ISW ရဲ့တက်ခတ်မှုကြီးတစ်ခုဖြစ်လာတာလို့ဒေသခံတွေက PC ကိုပြောပါတယ်။ဟမတ်ဆိုကပြည်ခိုက်စည်းကြီးကိုပြောင်ပြောင်တင်းတင်းချိုးပေါက်နေတာလို့ ISW စစ်တပ်ရရှိတယောက်ကပြောပါတယ် ကာဇာကကျန်းဖက်သမားတွေရဲ့ပြစ်မှတ်တစ်ခုကိုခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတစ်ခုလုပ်ဖို့အမိန့်ပေးခဲ့တယ်လို့ဝန်ကြီးချုပ်ဗင်ဂျမင်နတန်ယာဟုကပြောပါတယ်ဟာမတ်စ်ကသူတို့အနေနဲ့ပြစ်ခတ်ရေးစည်းကိုထိန်းသိမ်းထားတယ်ဒါပေမဲ့အစ်ဆွေကသူတို့ရဲ့ပြိုင်ဘက်ဖွဲ့တွေကိုရမုံငွေပေးတာလက်နဲ့ပံ့ပိုးတာတွေလုပ်နေတဲ့အတွက်အခြေအနေတွေကကတောင်းကနစ်နေဖြစ်နေတာလို့ပြောပါတယ်အစ်ဆွေနဲ့ဟာမတ်စ်နဲ့ပြကြပြစ်ခတ်ရေးစည်းသဘောတူညီချက်အောက်မှာ ။တစားကနေနဲ့ပါလက်စတိုင်းအကျဉ်းသားတွေလက်လက်ရေးတွေကိုဆက်ပြီးတော့လုပ်နေကြပါတယ်။ Israel ကနောက်ထပ်ပါလက်စတိုင်းအလောင်း15လောင်းကို Gaza ကိုပြန်ပို့ပေးတယ်လို့ Hamas တို့ရဲ့ဂျမိုက်ဝန်ကြီးဌာနကပြောပါတယ်။စနေနေ့ကပြန်လည်ရရှိခဲ့တဲ့တစားကန်အလောင်း2လောင်းနဲ့ဒုတိယလောင်းဟာထိုင်းနိုင်ငံသားတယောက်ဖြစ်တယ်လို့ Israel ဘက်ကအတည်ပြုပြီးတော့ပြောပါတယ်။ကဘာမှာအကျော်ကြားဆုံးပြတဲ့တစ်ခုဖြစ်တဲ့ Paris ကလူပြတိုက်ကိုတခုတွေ ဖော်ထွင်းခဲ့ပြီးတော့ယတနာတွေကိုခိုးယူသွားခဲ့ကြပါတယ်။အဲ့ဒီယတနာတွေဟာတမှုမဖြတ်နိုင်တဲ့အရာတွေလို့ပြင်သစ်ပြည်ထရေးဝန်ကြီးကဆိုပါတယ်။ပြင်သစ်ပြည်ဦးဆောင်တရဖူကယတနာတွေထားထားတဲ့ပြကန်းတစ်ခုကိုတခိုးတွေက ပြင်မှတ်ထားခဲ့ကြတာဖြစ်ပြီးတော့ပြည်ထရေးဝန်ကြီးဌာနကအခုတော့ခိုးခံခဲ့ရတဲ့ယတနာပစ္စည်းချင်းကို ပြုစုနေပါတယ်။မတမာသူမြတ်ပြတ်ကပြတဲ့ရဲ့ပြင်မတို့ခုကနေဝင်လာခဲ့ကြပြီးတော့အဲ့ဒီပစ္စည်းတွေကိုခိုးယူခဲ့ကြတာ မော်တော်ဆိုင်ကယ်တွေနဲ့ထွက်ပြေးသွားကြတာလို့ပြည်ထောင်စုဝန်ကြီးဌာနက ပြောပါတယ်။လော်ရီကားတစ်စင်းပေါ်ကနေလှေကားတောင်တက်ပြီးတော့ပြတဲ့ထက်ကိုတခုတွေကဝင်လာခဲ့ကြတာလို့မီဒီယာတွေမှာရေးနေကြပါတယ်။လူပြတဲ့ကိုတော့ဒီနေ့ပိတ်ထားကြပါတယ်။အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ဟာဒိုဟာမှာညီညာရေးဆွေးနွေးပွဲလုပ်ခဲ့ကြပြီးတဲ့နောက်ချက်ချင်းပြစ်ခတ်ရစဲကြဖို့သဘောတူလိုက်ကြပါတယ်။ဒီညဉ့်ညဉ့်ဆွေးနွေးပွဲကိုကတ္တာနဲ့ဒူဂီနိုင်ငံတို့ကကြားခံဖြစ်ဆောင်ရွက်ပေးခဲ့ကြတာပါ။ ြစ်ခတ်ရဆဲရည်ဒီမြေအောင်အတွက်နောက်ထပ်နောက်ဆက်တွဲစနစ်တာတွေဆက်လုပ်ကြမှာဖြစ်ပြီးတော့ပြစ်ခတ်ရဆဲရည်ကိုလည်းအသေးချာစောင့်ကြည့်သွားကြမှာလို့နှစ်ပတ်လုံးကသဘောတူခဲ့ကြတဲ့အကြောင်းကာတာကပြောပါတယ်ပိကရဲလင်းနေအာဖဂန်မှာတာလီဘန်တို့အာဏာရလာပြီးတဲ့နောက်ပိုင်းနိုင်ငံသားတိုက်ခိုက်မှုတွေကြောင့်ဒါဇင်နဲ့ချီတဲ့လူတွေတပ်ဖြတ်ခံရတယ်လို့နောက်ထပ်ရာနဲ့ချီတဲ့လူတွေလည်းဒဏ်ရာတွေရခဲ့ကြပါတယ်။အာဖဂန်တို့ဟာစစ်သွေးကြတွေကိုလက်ခံထားတယ်လို့ပါကစ္စတန်ကဆိုဆက်ထားပြီးတော့ အဲ့ဒီပေါ်အာဖဂန်တို့ကညှင်းပယ်ထားပါတယ်ဂျပန်မှာအဓိကတက်ခံပါတီကရည်ကြီးတဲ့မဲပေးမှုတစ်ခုမှာလက်ရှိအနာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့သဘောတူညီပြီးတော့ညံပေါင်းဆိုးရသဘောမျိုးလုပ်ဆောင်မဲ့အကြောင်းသဘောတူလိုက်ကြပါတယ်ဒါမဲ့အဲ့ဒီလက်ရရေးတက်ခံပါတီဂျပန်စံသစ်ပြောင်းလဲမှုပါတီဟာအစိုးရဖွဲ့မှာနေရာရမှာတော့မဟုတ်ပါဘူး အခုတင်လာနေမှာတရားဝင် ကြီးညာလာနေတဲ့ဒီသဘောတူညီချက်ကြောင့် Liberal Democratic Party ခေါင်းဆောင်စာနီတာကိုင်ရှိဟာဂျပန်နိုင်ငံရဲ့ပထမဦးဆုံးသောမြို့သမီးဝန်ကြီးချုပ်ဖြစ်လာဖို့အတွက်တရားတလောက်ဖြစ်နေပါပြီ။တရုတ်မှာစံတော်ချိန်ကိုသတ်မှတ်ထိန်းကျောင်းပေးတဲ့စင်တာတစ်ခုကိုအမေရိကန်တို့ကစိုက်ဘာတက်ခတ်မှုတစ်ခုလုပ်ခဲ့တဲ့အကြောင်းတရုတ်ကဆွဆွဲလိုက်ပါတယ်။အချိန်သတ်မှတ်ပေးတဲ့စင်တာကိုတက်ခတ်တာဟာဆက်သွယ်ရေးကွန်ရက်ဒီဘဏ္ဍာရေးဆိုင်ရာစနစ်ဒီ ဆိုရင်ထောက်ပံ့မှုတွေကိုနှောက်ယှက်လိုက်နေတဲ့အထိဒုက္ခပေးသွားနိုင်တယ်လို့တရုတ်ကဆိုပါတယ်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV Season ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC Season တွေကအလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ဒီလိုယူကပ်ဘုကမရှင်ဟာယူကပ်ဘုမြန်မာပါတီရာတာဝန်ရှိသူကိုမနေ့ကနေပြည်တော်မှာတွေ့ယူခေါ်ဆိုပြီးတော့ မဲဆွယ်စည်းဝေးကလာတွင်ဒုတာဝန်ကြီးသုံးမပြင်စစ်တပ်နဲ့ဆွေရကိုထိခိုက်စေတဲ့သုံးနှုန်းတွေမသုံးမှုအရေးယူလို့ရတယ်ဆိုတဲ့အကြောင်းတွေပြောခဲ့ပါတယ်။အဲဒီတော့ပါတီတွေအနေနဲ့မဲဆွယ်စည်းဝေးကဘလို့အကြက်တက်တွေဆိုင်ရနိုင်ပါလဲ။မဆနာဝင်ကပြောပြမှာပါ။မဲဆွယ်စည်းယုံတဲ့အခါဒုတာဝန်အရေးသုံးပါးကိုမထိခိုက်စေဖို့နဲ့စစ်တပ်ပြုတ်ကွဲစေနိုင်တဲ့သုံးနှုန်းတွေမလုပ်ကြဖို့လောက်ခဲ့ရင်ဥပဒေကြောင်းအရအရေးယူနိုင်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဦးတန်းထေကအတည်ပြုခဲ့တယ်လို့သိရပါဗျ။ပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးကာလကိုအခုလ28ရက်နေ့ကစပြီးရပ်ပေါင်း60သတ်မှတ်ထားတာဖြစ်လို့မဲဆွယ်ကာလနီးလာချိန်မှာနိုင်ငံရေးပါတီတွေကိုခေါ်ပြီးထပ်မံသတိပေးတဲ့သဘောလို့ဆိုပါရယ် UEC ဥက္ကဋ္ဌရဲ့သတိပေးချက်တွေအပေါ်တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်ကအခုလိုရှင်းပြပါရယ်။နောက်တော့ဂုဏ်ိကဖြစ်ချက်ချင်းနဲ့နောက်နိုင်ငံရေးဂုဏ်ိကဖြစ် တော့တခြားဖွဲ့စည်းတို့ထိခိုက်စေတဲ့ကိစ္စမျိုးတွေမပါဘူးကျွန်တော်တို့ပါတီလုံးကားစီတဲ့နိုင်ငံကဘယ်လိုပြဆောင်မလဲဆိုတော့ကျွန်တော်အကောင်းဆုံးပြောလို့ရအောင်ကျွန်တော်တို့တိုက်ခိုက်မှကျွန်တော်တို့ကမဲရမှာမဟုတ်ပါဘူးတိုက်ခိုက်ကြမှာမဟုတ်ပါဘူးလူလူယုံကြည်ရင်တော့လူလူမဲထည့်မှာပေါ့ဒါအပြင်တတ်မှတ်ရမတိုင်းခင် online လူမှုကွန်ရက်တွေအသုံးပြုပြီးမဲဆွယ်စည်းရုံးမှုတွေကိုပုံစံမျိုးစုံနဲ့ပြုလုပ်တာတွေရှိနေတယ်လို့ပါတီတချို့ကထောက်ပြကြတဲ့အပေါ်သက်ဆိုင်ရာပါတီတွေအနေနဲ့လည်းသတိထားဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကသတိပေးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အရင်ရွေးကောက်ပွဲရဲ့မဲဆွယ်ကာလအတွင်းစီတန်းလှည့်လည်တာ၊စုယုံဟောပြောတာ၊တချင်းတန်တွေနဲ့လူတွေသိရှိအောင်နှိုးဆွတာတွေလုပ်ခွင့်ရခဲ့ကြပြီးမြဲအခုတော့စီတန်းလှည့်လည်မှုတွေမလုပ်ဖို့ကန့်သတ်လိုက်တယ်လို့နိုင်ငံရေးပါတီတွေကပြောပါတယ်။ဒီပေါ်ရှမ်းနဲ့တိုင်းဒေသများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကအခုလိုဆိုပါတယ်။သူတို့ကြည့်ရတာဟိုဟာပေါ်ဆန္ဒပြတာပြုမှကြောက်တာနဲ့တူပါတယ်။အဲ့လိုပါပဲ။ အရင်လိုတော့မဟုတ်ဘူးတော့ပေါ့နော်2020နဲ့2025နဲ့ကွာသွားတယ်ကြအဲ့ဒီချင်းတို့ရခိုင်တို့ကိစ္စတော့တို့ USC နဲ့ဆက်ဆွေးနွေးရမယ့်သဘောမှာတော့ရှိပါတယ်ဒီကန့်သတ်မှုတွေကြောင့်လူမှုခွန်ရက်တွေကိုပဲအဓိကထားရမယ့်အခြေအနေဖြစ်သွားနိုင်လို့အင်တာနက်အပိတ်ခံထားရတဲ့နေရာတွေမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေအတွက်အခက်အခဲတွေကြုံရနိုင်တယ်လို့ဆိုကြပါတယ်ပြီးခဲ့တဲ့ရက်ကလည်းမဲစင်းမှားယွင်းမှုတွေအကြောင်းဝေဖန်ပြောဆိုခဲ့တဲ့ကျန်းခိုင်ရေးပါတီနေပြည်တော်ဩဂုတ် ဘူလက်လှဆွေခေါ်ဥလှဆွေကိုကော်မရှင်ကခေါ်ယူစစ်ဆေးခဲ့ပါတယ်။လက်ရှိအချိန်အထိရွေးကောက်ပွဲကိုအနှောက်အယှက်ပေးတဲ့ရေးသားပြောဆိုမှုတွေလုပ်တယ်ဆိုပြီးဆွဆွဲဖမ်းဆီးခံထားရသူပေါင်း60ကျော်ရှိနေပြီလို့သိရပါတယ်ရှင်။ငရင်းနန်တဲ့ငရဲတွေပျက်စီးဆွန်ဆွန်ကြရသည်ကိုပြန်လဲထူထောင်ရေးဆိုပြီးတော့အတိုးနှုံသက်သာတဲ့ချင်းငွေတွေထုတ်ချင်မယ်လို့စစ်ကော်မရှင်ဘုပ္ပန်ကကြီးညာပါတယ်ဒီပေါ်လူတွေကဘယ်လိုမြင်နေကြဘယ်လိုခံမှန်းနေကြပါလဲ။ ចောင်းစုံကိုမတ်ရှိပူနီကပြပြမှာပါဘဟုဗန်ပြညာချက်ထဲမှာနိုင်ငံတော်ကထဲဝင်ပံ့ပိုးတဲ့ချင်းဝင်နဲ့၃နှစ်ကနေ၅နှစ်တတန်းချင်းမယ်လို့ဖော်ပြထားပေမဲ့လူတအုပ်ကိုဘလောက်ထုတ်ချင်းမယ်ဆိုတာကိုတော့မပြောထားပါဘူးအတိုးနှုံးတွေအနေနဲ့ကတော့အိမ်နဲ့အဆောက်အဦတွေအတွက်300ခန်းနှုန်းအသေးစားနဲ့အလက်စားစမှုလုပ်ငန်းတွေအတွက်900ခန်းနှုန်းဆက်ယုံကြီးတွေပြုပြင်လဲပတ်နိုင်ရေးနဲ့နိုင်ငံပိုင်အဆောက်အဦတွေကိုတာဝန်ယူဆောက်လုပ်နေတဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက်900ခန်းနှုန်းဖြစ်တယ်လို့ဆိုထားပါတယ် ငလီနံခံရတဲ့အထက်စကိုင်းနဲ့မကွေးကဒေတာတချို့ပါဝင်ပြီးတချို့နေရာတွေဟာ PDF တွေစိုးမိုးနေမြေတွေနဲ့နှီးတယ်လို့တချို့နေရာတွေဟာလည်းအချက်အလက်အပြည့်အစုံပေးနိုင်ဖို့အဆင်မပြေမှုတွေရှိနေတယ်လို့ဒေတာခံတွေကပြောပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်မရှင်အနေနဲ့ငလီနံခံရတာခုနလပြည့်ကန်ပြီးမှပြန်လည်ထူထောင်ရေးလုပ်ငန်းစလုပ်တာနဲ့နိုင်ငံတကာရဲ့ကူညီလှူဒါန်းမှုတွေအပေါ်အတိုးနဲ့ယူပြီးအမျက်ထုတ်နေတာလို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။စကိုင်းတိုင်းကအခြေအနေကိုဒေတာကန်တအူးလည်းဖြစ်သူအသေးစားလုပ်ငန်းရှင်တအူးလည်းဖြစ်သူပြောပြတာက တမန်လူလူကတော့ပြီးဖို့လည်းတိတ်ပြီးတော့အင်မပြေတော့ဘူးပေါ့နော်သူတို့လိုအပ်တဲ့ချက်လက်တွေရက်ွက်ပါညာထောက်ခံမှုပါညာတွေနဲ့ပေါ့နော်အများကြီးကလည်းအားရနေလို့မလို့ရင်ပြီးဖို့ဆိုတာလည်းမလွယ်ဆက်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့ဗျာဈေးငွေပါညာတွေဆိုတာကကျွန်တော်ထင်ဆိုရင်တော့ငွေတွေကလည်းကျွန်တော်တို့ငလင်းဘေးစင်းနဲ့ပြည်သူတွေကိုနိုင်ငံကထောက်ပံ့တဲ့ငွေတွေပဲဖြစ်ရမယ်ဗျာအားရအောင်မှသူတို့ကနေပြီးတော့ဒီအတိုးနှုံးတွေပြန်ပြီးတော့လောက်တာပေါ့ဗျာ ဒီနိုင်ငံကနေပြီးတော့ဒီထပ်ပေးတဲ့ပစ္စည်းတွေကြာမြင်ပတ်စံသူကတော့မြင်တော့မမြင်အောင်ပေါ့ဗျာ။တန်းတဲ့ခိုင်လူကတော့မှပဲသူတို့စက်တက်မောင်းသွင်းလာတယ်။အဲ့မှာရှိခဲ့တာဟုတ်။ဒီဟာလဲဒါပြောမယ်ဆိုရင်စက်တက်စီဝါရီအခုပုံစံမျိုးပဲဖြစ်မှာပါဗျာ။ငလျင်တန်ကြောင့်နေအိမ်နဲ့လုပ်ငန်းတွေဆုံးရှုံးခဲ့ရသူတွေထဲမှာချင်းငွေယူဖို့မလွယ်ကူသူတွေရှိသလိုလုပ်ငန်းပြန်လဲလဲပတ်ချင်တာကြောင့်ချင်းငွေရဖို့စိတ်ဝင်စားသူတွေလည်းရှိနေပါတယ်။ဒီပေါ်မန္တလေးတိုင်းကအလက်စာစီးပွားရေးလုပ်ငန်းရှင်တအူပြောပြတာက ချင်းဝေကတော့တကယ်ဟိုတက်ဆိုင်လူကြီးနိုင်တင်ပြကြပါတယ်ဒီ SME လုပ်ငန်းတွေလည်းအကုန်လုံးတင်ပြတယ်ပြန်လဲလဲတပ်ဖို့အတွက်ပေါ့အဲ့လိုတွေတင်ပြကြတယ်ချင်းရဲ့ပထမကအကောက်ဦးကိုပြန်တုံးလိုက်ရတဲ့အတွက်လေအဲဘယ်လောက်ရမယ်တော့မသိဘူးကေတန်းကတော့ဒီပြင်းတော့အကောင်းဆုံးပဲပေါ့နော်ကိုဗစ်တင်းတွေတော့လို့ပေါ့နော်အဲ့လိုမျိုးကိုချေးပေးလိုက်တော့အကောင်းဆုံးပဲအစင်ဒီပါလားပေါ့အလုံးဟိုကိုမျော်လင့်နေကြလားပေါ့ SME လုပ်ငန်းရှင်တွေကတော့ ဗဟုဗန်နဲ့နှီးဆက်သူတူကတော့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေတဲကကျပ်900ဘီလီယံနဲ့ဗဟုဗန်ရဲ့ဈေးကွက်တည်ငြိမ်ရေးရမုံငွေတဲကနေကျပ်200ဘီလီယံစတာတွေထည့်ဝင်မှတည်ထားတယ်လို့လည်း BBC ကိုပြောပြပါဗါထိုင်းနိုင်ငံမှာအကြံကိုတရားဝင်ရရှိလာပြီးတော့တရားဝင်နေထိုင်ခွင့်နဲ့အလွတ်လွတ်ခွင့်ရမယ်ပိုင်းအောင်ကဲလို့စောင့်နေတဲ့မြန်မာနိုင်ငံသားအယောက်တရားကျော်ထိုင်းအနာဘာနီရဲ့ဖန်ဆီးခြင်းကိုခံရရပါတယ်ပြည်စုံကိုမတ်တူဇာလင်းကပြောပြမှာပါ ပန်းရောင်ကတ်လုပ်ဖို့စောင့်ဆိုင်နေတဲ့မြန်မာနိုင်ငံသား132ယောက်ကိုအော်တိုဘာလ16ရက်နေ့ညပိုင်းမှာထိုင်းအာနာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်တယ်လို့အလုသမားရေးကူညီသူတွေက BBC ကိုပြောပါတယ်အဲ့ဒီသူတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်ရမယ်ဆိုတဲ့ပွဲစားကပြောတာကြောင့်တဦးကိုပွဲစားကကျပ်သိန်း80ဝန်းကျင်ပေးခဲ့ရပြီးတချို့တွေကလည်းထိုင်းဘက်ငွေ4000နီးပါးလောက်ပေးခဲ့ရတယ်လို့ဆိုပါတယ်ထိုင်းရောက်ပြီးတဲ့အချိန်မှာတော့မြန်မာပွဲစားအချင်းချင်းတရင်ပေးတိုင်ကြားတာကြောင့်ထိုင်းနိုင်ငံ စမော့စကွန်ခေရိုင်ခုတ်ခံရက်ကွက်မှာဖမ်းဆီးခံခဲ့ရတယ်လို့အဲ့အကြောင်းသိသူတွေကပြောပါတယ်အလုသမားရေးကူညီသူတွေကတော့သူတို့တွေကိုထိုင်းလုသမားဝန်ကြီးဌာနကထုတ်ပေးတဲ့သက်သေကံလက်မှတ်မပြနိုင်တာကြောင့်ဆိုပြီးအခုလိုဖမ်းဆီးခံခဲ့ရတာလို့ပြောပါရယ်အဖမ်းခံရတယ်မြန်မာနိုင်ငံသားတွေရဲ့အခြေအနေဘယ်လိုဆက်ရှိလာနိုင်ပါသလဲထိုင်းရောက်မြန်မာလုသမားရေးကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ရဲ့ယုံတာဝန်ကံကိုဖြိုးကိုကိုနိုင်ပြောတာက ်တို့က IDC က IDC မနေ့ကဆက်ပြီးလဲ IDC ပို့လိုက် IDC ပို့ပြီးတော့ညီမကြီးတန်ဖိုးมาဗျာဒီ hotline ပုံစံမြင်မိပါတယ်တို့ကပြန်ထုတ်မရတော့လေတို့ media တွေကထောက်ထားမယ်တို့ဥပဒေတိုင်းပြန်ပို့ရထိုင်းဆိုရဟာလုတ်သားရှားပါမှုပြဿနာအတွက်မြမပါဝေနိုင်ငံသားသားလုတ်သမားတွေကိုတရားဝင်လှုပ်လှုပ်ခွင့်ရမယ်ပန်းရောင်ကဲမှတ်ပုံတင်ကိုတနှစ်ကိုနှစ်ကြိမ်ထုတ်ပေးနေကြဖြစ်ပါတယ်အခုနှစ်အတွက်လည်းအော်တိုဘားလ15ရက်နေ့ကနေ29ရက်နေ့အတွင်းအွန်လိုင်းကနေရှောက်ထားဝင်ပြုမယ်လို့ကြေညာခဲ့ပါတယ် ဒါပေမဲ့တရက်ကြာအော်တိုဘာလ16ရက်နေ့မှာတော့နေဆက်အခြေတွေတွေကြောင့်လုံသမားရေးပြဿနာကိုကြက်ကြက်ပြက်ပြက်ဖြေရှင်းနိုင်ဖို့ဆိုပြီးနိုင်ငံသားတွေမှတ်ပုံတင်တာကိုယာယီရွှေ့ဆိုင်းလိုက်တယ်လို့ထိုင်းလုံသမားဝန်ကြီးဌာနကထပ်မံထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်လို့ဖမ်းဆီးခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအလုံသမားအခွင့်အရေးတွေကိုကူညီပေးနေတဲ့အရခန်လေးပါကမ်ပိန်းအဖွဲ့ရဲ့တာဝန်ရှိသူပြောတာက အွန်လိုင်းကတော့တက်ကစားတော့ပို့ပြီးတော့လုံချုံမှုမရှိဘူးဒီကတော့ဆက်ပါမယ်သူတို့ရှိတယ်ဆိုရင်လည်းကိုလုတ်တဲ့ပွေးစားကောတကယ်ကအဲ့လားဆက်တက်မှန်ရဲ့လားတော့မဟုတ်သူကတော့ဘလို့ဒီနေ့ချက်ဆက်ပြီးတော့ဘလို့ပူပေါင်းပြီးတော့လုံနေကြတာလေဆိုတဲ့ဟာကိုပါတတိထားဖို့လို့တယ်ပေါ့နော်မသိရင်တော့မှပြီးတဲ့သူနဲ့ချက်ဆက်ပြီးတော့အဲ့လားဒီထိုင်းနိုင်ငံတက်မှာဆိုလည်းကုညီပေးတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်ဒီဖွဲ့စည်းတွေနဲ့ချက်ဆက်ပြီးတော့ဒီပွေးစားကတော့ဘလို့အရှင်နေရှိလဲတကယ်ရောဟုတ်လားဆိုတဲ့ဟာကနင်းနေပါပါမေးစမ်းလို့ရတယ်ပေါ့နော်ထိုင်းဆိုရဟာတရားမဝင်နေထိုင်တဲ့သူတွေကိုဖမ်းဆီးမိရင်မိခင်မြန်မာနိုင်ငံကိုပြန်ပို့လို့ရှိပြီးဒီထဲက တချို့လူငယ်တွေဟာစစ်တင်နှန်းစီပို့ဆောင်ခံရတယ်လို့ကိုရိုင်းကြုံတွေ့သူတွေက BBC ကိုပြောပါတယ်။လက်ရှိထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာရွှေ့ပြောင်းလူသမား6တန်းကျော်ရှိတယ်လို့ထိုင်းရောက်မြန်မာလူသမားရေးကူညီသူတွေကခန့်မှန်းထားပါတယ်ရှင်။မတူတလေးမတို့ရချင်များဒီနေ့ညပိုင်းတဲ့ဒရဲထွန်းပြီးတဲ့ BBC မှာဝိုင်းရဲ့ radio စတင်ကတော့ဒီမှာပြီးဆုံးပါပြီ။တို့ရရှင်တို့ဘေးပြာဝိကွာလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ VC ကိုနားဆင်တဲ့အတွက်အထူးကျေးဇူးတင်ရပါတယ်ထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။